မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စေအုပ်စုအတူရောင်ရွှေကောက်ပွဲအတွက်ရုပ်ရှင်ရိုက်နေသူဗောမအကယ်ဒမီနေတို့ကိုရခိုင်ပြည်သူမြေပြန်တဲကနေမြေနှင်တန်ပေးသင့်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်စေအုပ်စုကဘုံကျဲတဲ့နဲ့အတူပြည်သူအသက်သေဆုံးမှုများပုံမှုများပြလာသည့်အချိန်တွင်စစ်ကောင်စီကစစ်အာဏာသိမ်းပြီးနောက်ပြည်သူတွေကိုနေ့စဉ်ဘုံကျဲနေတဲ့အကြံဖက်စစ်တပ်ရဲ့အတူရောင်ရွှေကောက်ပွဲတင်ဆက်ဖို့အတွက် ရုပ်ရှင်ရိုက်ကူးရေးလှုပ်ဆောင်နေခြင်းသည် ပြည်သူအကြတိမခံနိုင်မှုများပုံမဖြစ်ပေါ်စေသည်ထို့ထဲတွင်ဘောမအကယ်ဒမီနေတိုးကိုယ်တိုင်စေုပ်စုကဖန်တီးထားသောရုပ်ရှင်အစီအစဉ်များအတွက်ပါဝင်သရုပ်ဆောင်နေခြင်းဟုသိရပြီးထို့သောလှည့်ပြမှုအနေနဲ့ပြည်သူအတန်ကိုဖျောက်ဖို့ရည်ရွယ်နေတယ်ဆိုပြီးရခိုင်ပြည်သူတရက်လုံးကပြောဆိုလာကြပြီးရခိုင်ပြည်နယ်အနောက်ပိုင်းတွင်စစ်ပွဲအပြင်းထန်များနဲ့အတူအမျိုးသားတပ်ဦးများဖြစ်သည့်ရခိုင်တပ်တော် AAE တိုက်ခိုက်မှုများလည်းတိုးလာနေချိန် စေယုစုဘက်ကတရုတ်ဆောင်များကိုအုံပြုပြီးအေချမ်းတရရတဲ့ဟုပြသရန်ကြိုးပမ်းနေခြင်းသည်ပြည်သူအနေနဲ့တဘာဝမဆန်မှုအဖြစ်မြင်ကြသည်အခြားအမှုပညာရှင်များတရုတ်ဆောင်များတောင်မကြသေးခင်ကတည်းကစေယုစုနဲ့သက်ဆိုင်မှုရှိကြောင်းပြသခြင်းကြောင့်ပြည်သူထံမှပြင်းပြင်းထန်ထန်တုံ့ပြန်မှုများခံနေရသည်ထို့ပြင်နေတိုးဤပုံနှဲကနေရိုက်ခူးနေသည့်တရင်များထွက်ပေါ်လာတာနဲ့အမျှရခိုင်ပြည်သူတွေအနေနဲ့မြေပြန်တဲ့ကညင်းနှင်တန်ပေးသင့်နေဆိုတဲ့အတန်များတောင်လဲထွက်ပေါ်လာနေကြသည်ပြည်သူတအုပ်ကမြန်မာပြည်သူတွေတည်တယ် ိမ်တွင်းမြေတွင်းနဲ့ဖျက်ဆီးခံရတယ်။ဒါပေမဲ့နေတိုးလိုလူတွေကစစ်အုပ်စုနဲ့အတူတချင်းဆိုရုပ်ရှင်ကြိုင်ဒီလိုလူတွေကိုပြည်သူမြေကမခံနိုင်တော့ဘူးဟုဆိုလိုက်ပါတယ်။နောက်ထပ်အမှုပညာရှင်ဖြစ်တဲ့ညင်မြတ်နေဝင်အေဂျင့်မောင်ချူလေးစသောအမှုပညာရှင်များကစစ်အုပ်စုဘက်ကအဖျော်ရမကလုပ်ငန်းရုပ်ရှင်ထုတ်လုပ်မှုများမှာပါပါဝင်နေကြပါတယ်။နောက်ဆုံးတွင်တုံသက်သူများကစစ်အုပ်စုဟာတနက်နေ့အာနာဖန်းထားပေမဲ့ပြည်သူစိတ်ဝင်စားမှုနဲ့ယုံကြည်မှုမရှိတော့တာနဲ့အတူ တရုတ်ဆောင်အချို့ကိုအတုံးချကအတူရောင်ပြနေခြင်းသာဖြစ်တယ်။ဒါဟာတကယ်တမ်းပြည်သူနေပြည်တော်မှာရှိတဲ့လူတွေအပေါ်မြေပြန့်မြေတဲကတုံ့ပြန်မှုတွေလှုပ်ရှားလာစေမယ်ဟုပြောကြပါရယ်။သတင်းအနည်းချုပ်အနေဖြင့်စေအိုစုအတွက်ရုပ်ရှင်ရိုက်နေသူအမှုပညာရှင်များအပေါ်ပြည်သူများအနေနဲ့မျှော်လင့်ချက်မဲ့လာနေပြီးနေတိုးနဲ့တူတရုတ်ဆောင်ချူလေးအပါဝင်မြင်းနေတန်ပေးတဲ့ကြောင့်ရခိုင်သွေးသားစစ်စစ်ဖြစ်ပြီးရခိုင်ပြည်သူတွေနေစင်တဲ့အမျှစစ်တပ်ရဲ့ပုံချဲမှုခံရရတာကိုမထောက်ဘဲ အာနာရှင်ကိုပေါ်မှနေတဲ့နေတိုးနဲ့ချူလေးကိုရခိုင်ပြည်မှာအပီးတိုင်မြင်းနဲ့တန်ပေးတဲ့ကြောင်းပြည်သူအချို့ကမှတ်ချက်ပေးလာကြတာဖြစ်ပါတယ်။ဆက်လက်ပြီးရေးမော်လမြိုင်ကားလန်နှင်းဆောင်ကျွာအဝင်ရှိစစ်တပ်လက်အောက်ခံ DKBA ဂိတ်ကိုရေးဘလူးအဖွဲ့ကဝင်ရောက်ပစ်ခတ်မှု DKBA ဘက်မှထိခိုက်ဒေဆုံးမှုများပြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မွန်ပြည်နယ်ရေးမော်လမြိုင်ကားလန်နှင်းဆောင်ကျွာအဝင်ရှိစစ်တပ်လက်အောက်ခံ DKBA ဂိတ်ကိုရေးဘလူးအဖွဲ့ကဝင်ရောက်ပစ်ခတ်ခဲ့ရာ DKPA ဘက်ကထိခိုက်သေးဆုံးမှုများရှိနိုင်ကြောင်းရေးဘလူးတပ်ဖွဲ့ကောင်းဆောင်တပ်ရင်းမှုရေးဘလူးကသတင်းဌာနကိုပြောကြားပါတယ်။အော်တိုဘာလ28ရက်နေ့တွင်ရေးဘလူးအဖွဲ့က DKPA ဂိတ်ကိုဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးအဆိုပါဂိတ်ဤဂိတ်မှုတိမ့်တန်လက်ပြတ်ထွက်သွားကြောင်းသိရပါတယ်။ဟုတ်သေးဆုံးမှုများတဲ့ဂိတ်မှနေတဲ့သူတွေရဲ့အမျိုးသမီးတွေပါတည်တယ်။ဂိတ်မှုတိမ့်တန်ကလက်ပြတ်ထွက်သွားတယ်။ကျန်တဲ့ငွေကောက်ခံသူတွေလည်းအများကြီးတည်တယ်ဟုရေးဘလူးတပ်ဖွဲ့ဤတပ်ရင်းမှုကသတင်းဌာနကိုပြောကြားပါတယ်။ တိုက်ခိုက်မှုအတွင်ရေဘလူးတပ်ဖွဲ့ဝင်တအူလက်မောင်းထိခဲ့ပြီးမစိုးရင်ရကြောင်းအဆိုပါတိုက်ခိုက်မှုအပြီးမော့ကနင်106တပ်မှလက်နက်ကြီးများနှင့်ဖိခတ်ခဲ့ကြောင်းဒေသခံပြည်သူများထံမှသိရပါတယ်။ဆက်လက်ပြီး2029စစ်စင်ရေးနှစ်နှစ်ပြည့်ချိန်စစ်ကော်မရှင်နှင့်စစ်ရေးရစဲမှုဟာအေကန်ငင်းချမ်းရေးမဟုတ်သေးကြောင်း MNDAA စစ်ဦးစီးမှုချုပ်ပြောကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အကြံဖက်အာဏာသိမ်းစစ်တပ်ကိုများစွာအထိနာစေခဲ့တဲ့2029စစ်စင်ရေးဟာဒီနေ့အောက်တိုဘာ28ရက်မှာနှစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိအချိန်ရှမ်းပြည်နယ်မြောက်ပိုင်းကိုကန့်အထူးဒေသတက်မှာစစ်ကောင်မရှင်နဲ့သဘောတူညီထားတဲ့စစ်ရေးရစဲမှုဟာနောက်ဆုံးအေကန်ငိမ့်ချမ်းရေးမဟုတ်သေးဘူးဆိုတာအားလုံးသိထားရမယ်လို့ MNDAA စစ်ဦးစီးမှုချုပ်ကပြောကြားခဲ့ကြောင်း MNDAA ကဒီနေ့မှထုတ်ပြန်ပါတယ်စစ်ကောင်မရှင်တန်းနဲ့စစ်ရေးရစဲရေးသဘောတူညီချက်ဟာအဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးစစ်မှန်တဲ့ငိမ့်ချမ်းရေးရရှိဖို့လမ်းစဉ်ဟာဝိနေစေဖြစ်တယ်လို့စစ်ဦးစီးမှုချုပ် မစ္စတာပန်တီရန်ကအောက်တိုဘာ25ရက်မှာပြုလုပ်တဲ့ MNDAA ရဲ့2025ခုနှစ်အပတ်စဉ်တက်ခေတာများအလဲကျသင်တန်းစင်ပွဲအခမ်းအနားမှာပြောဆိုခဲ့တာဖြစ်ပါတယ်။2029ခုနှစ်စစ်စင်ရေးကနေစတင်ခဲ့တဲ့ခက်ခဲကြမ်းတမ်းတဲ့ခရီးလမ်းကိုပြန်လည်သုံးသပ်ရင်ဒီနေ့အချိန်ရရှိထားတဲ့စည်ရေးရလတ်တွေဟာမရေမတွက်နိုင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့သွေးချွေးနဲ့အသက်တွေပေးလူခဲမှုကြောင့်ရရှိခဲ့တာဖြစ်ကြောင်းစစ်ဦးစီးမှုချုပ်ကသင်တန်းသားတွေကိုပြောကြားခဲ့တယ်လို့သိရပါတယ်။ဒါပြင်နှစ်လကြာလေးကျစ်သင်တန်းပေးခဲ့တဲ့ဒီသင်တန်းဟာ ထူးခြားတဲ့မဟာဗျူဟာမြောက်အရေးပါမှုရှိကြောင်းတင်းနန္တာအလုံးဟာဓာတ်ရိုက်ကုတ်ကဲရည်မှုတွေအဖြစ်အထူးဒေတာငိမ့်ချမ်းရည်နဲ့ဖွံ့ဖြိုးရည်ကိုကာကွယ်စောင့်ရှောက်ဖို့တာဝန်ပေးအပ်ခံရမှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ဆက်လက်ပြီးတထုံခရိုင်အတွင် KNL ပူးပေါင်းတပ်နှင့်အကြံဖက်စစ်တပ်တိုက်ပွဲဇက်တိုက်ဖြစ်ပွားတယ်ဆိုတဲ့တဲ့င်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မွန်ပြည်နယ်တထုံခရိုင်တထုံမြို့နယ်နဲ့ဘီလင်းမြို့နယ်အတွင်စစ်ကြောင်းထိုးလာတဲ့အကြံဖက်စစ်တပ်ကိုခရင်အမျိုးသားများကာကွယ်ရေးတပ် KNL ပူးပေါင်းတပ်တွေက ရှားဖြတ်တိုက်ခိုက်ခဲ့ရာတိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေထံကသိရပါတယ်။အော်တိုဘာ25ရက်မနက်ပိုင်းကဖီလင်းမြို့နယ်ဒေါက်ရက်ကျေးရွာအနီးရန်ကုန်မော်လမြိုင်ကားလမ်းမှာကင်းပုံဝှက်ဖို့လာတဲ့အကြံဖတ်စစ်တပ်ကိုတော်လန်ရေးပူးပေါင်းတပ်တွေကရှားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲကြောင့်ရန်ကုန်မော်လမြိုင်ကားလမ်းလမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီးနေ့လယ်ပိုင်းလောက်မှတော့ပြန်လည်သွားလာနိုင်ခဲ့တယ်လို့သိရပါတယ်။ အောက်တိုဘာ23ရက်ကတထုံမြို့နယ်ရှိဝေးကျေးရွာအနီးအင်အား100ခန့်နဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လရဲတပ်တွေထိပ်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအောက်တိုဘာ22ရက်ကလည်းတထုံမြို့နယ်မူကောင်းကျေးရွာလမ်းဆောင်အနီးရန်ကုန်မော်လမြိုင်ကားလန်တလျှောက်ကင်းလှစ်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လရဲတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ဟာတူယောင်ရွှေကောက်ပွဲနီးကပ်လာတဲ့အမျှနေမြေစုံမှုနိုင်ရေးတိုးမြှင့်လှောက်ဆောင်လာပြီးတော်လရဲတပ်ဖွဲ့တွေနဲ့ထိပ်တွေ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပါတယ်။ ဆက်လက်ပြီးမုံရွာမြို့နယ်ကြောက်ကလမ်းမပေါ်တွင်စစ်တောင်းကိုတိုက်ခိုက်မှုစစ်တပ်မှထိခိုက်ဒေဆုံးမှုများပြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းမုံရွာမြို့နယ်ကြောက်ကလမ်းပေါ်တွင်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သားများပြားထိခိုက်ဒေဆုံးမှုရှိပြီးတပ်ပြားကကဖြင့်ထဲဆောင်သွားကြောင်းမုံရွာမြို့နယ်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်အော်တိုဘာလ28ရက်နေ့ညနေ4:30မိနစ်အချိန်မုံရွာမြို့နယ်စီးပွားရေးတပ်ကတော်၌တက်ဆွဲထားသောခြေလင်းအကြံဖတ်စစ်သားများတရားခန့်သည့် တံပြားကကနှစ်စီးဖြင့်ကြောက်ကလက်မပေါ်ရှိရွှေကူနီဖျားတွင်တက်ဆွဲထားသောစစ်သားများထံသို့ရိတ်ခါပို့ရန်ထွက်လာခဲ့ကြောင်းထို့သူထွက်လာသည့်အကြံဖက်စစ်တပ်စစ်ကြောင်းကိုထော်လည်ရေးအင်အားစုများကမုံရွာကြောက်ကလက်မပေါ်ထဏဝင်းကြီးရွာနှင့်ကြောက်ကကြီးရွာအရောက်ည6:30မိနစ်မှစ၍တိုက်ခိုက်ခဲ့ရာအပြန်လန်ပစ်ခတ်တိုက်ပွဲတစ်နိုင်ခန့်ကြာမြင့်ခဲ့ပြီးအကြံဖက်စစ်သားအများပြားထိခိုက်ဒေဆုံးကမုံရွာမြို့ပတ်သို့တံပြားကကများဖြင့်တေဆောင်သွားကြောင်းသိရပါသည် ။ထိတွေ့တိုက်ပွဲကတနအိဝင်းချက်လောက်ကြာတယ်။ထိခိုက်သေးဆုံးတဲ့သူတွေကိုတံပြားကကားရီနဲ့ပြန်တင်သွားတာ။အရင်အတွက်ကတော့အတီးပြုတ်လို့မရဘူး။တံပြားကကားနှစီကအရင်တက်လာတာ။နောက်ကနေမှချီလင်းစစ်သားအင်အားတရာလောက်လိုက်ကပ်လာတာ။ကားရီကိုမတိုက်ဘဲနောက်ကချီလင်းစစ်ကြောင်းကိုပဲဖြတ်တိုက်တာ။ထိခိုက်သေးဆုံးတဲ့စခရီကိုမုံရမြို့ကိုပြန်ထည့်သွားတယ်လို့ယူဆရတယ်။ရှိခါရီကတော့ရွှေကူနီအထိရောက်သွားပါတယ်ဟုမုံရပြည်သူ့ကောက်ွက်ရေးအဖွဲ့မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။အဆိုပါတိုက်ခိုက်မှုကမုံရမြို့နယ်ပကဖမုံရခရိုင် ါကဖအထူးတိုက်ခိုက်ရေးအဖွဲ့ဒိန်ဂျာဖုန်းမုံရွာမြို့နယ်ပါကဖတိုက်နယ်၂34မုံရွာမြို့နယ်ပါလာဖမုံရွာမြို့နယ်ပါကဖအထူးတိုက်ခိုက်ရေးအဖွဲ့ Trivel ဖုန်းမုံရွာမြို့နယ်ပါကဖတိုက်ခိုက်ရေးအဖွဲ့မုံရွာ Special Date ချင်းတော်ကြွေးကြီးပြောက်ကြားအဖွဲ့ Flat Falcon LDF နဲ့ဒေသခံရက်ကြီးပါကဖများပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ဝင်များအထူးကံရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ကျမရဲ့တင်တဲ့ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။